်င်္ဂလာပါအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြကုန်၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးပြစ္ဆုတ်ဗံမှာရှင်သန်ပါတို့ခေါင်းစဉ်နဲ့ဟောခြင်းပါတယ်ဘုန်းကြီးတို့တွေအခုအသက်ရှူနေတာကပြစ္ဆုတ်ဗံအချိန်မှာရှူနေတာပါအတိတ်တွေရှိတော့လဲအနာဂတ်တွေရှိတော့လဲအတိတ်ကအကြောင်းဆိုတာကပြီးသွားပြီအနာဂတ်အကြောင်းဆိုတာက ဖြစ်မလာသေးဘူး ဒါပေမဲ့လူသားတို့ရဲ့သဘာဝအတိတ်ကအကြောင်းတွေကို ပြန်စဉ်းစားပြီးတော့နေတတ်တယ်အတိတ်ကကောင်းတာလေးတွေရှိရင်လည်းဒါတွေကိုပြန်ပြောပြီးတော့ပြုံးနေတတ်တယ်ပျော်နေတတ်တယ်အတိတ်ကဆိုးတာတွေကိုပြန်တွေးမိရင်လည်းဝမ်းနည်းနေတတ်တယ်အမှန်တော့ကိုကအတိတ်ကလွမ်းမိုးခြင်းကိုခံနေရတာသက်သက်ပဲအမှန်ကအတိတ်ကပြီးသွားပြီလောလောဆယ်ပြစ်စုံပံမှာကိုဘာလုံးနိုင်တယ်လဲဆိုတာကိုစဉ်းစားဖို့ပဲလိုတာ အနာဂတ်အကြောင်းဆိုတာကတော့လူသားတွေပဲမပူပဲတော့မရှိဘူးပေါ့သို့တော့အနာဂတ်ဆိုတာက ရောက်မလာသေးဘူးတည်လည်းမတည်ကြဘူးဒီတော့ပြစ္ဆုတ်ပံမှာက အသေးချာဆုံးပဲအသေးချာဆုံးဖြစ်တဲ့ပြစ္ဆုတ်ပံမှာ ပြည့်ပြည့်ဝဝအသက်ရှင်လိုက်ပါအဲ့တော့ဒီပြစ္ဆုတ်ပံကာလမှာကို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 ပျော်ရွှင်အောင်ပါလို့လို့ရတယ်လေကိုပဲပဝန်းခြင်းကိုကိုအနေနာကိုကြည်လိုက် ကိုမှာပါရှိတယ်လေကိုမှာဘာသူရှိတယ်လေ အဲ့ဒီရှိတဲ့သူနဲ့ပြောအောင်နေမယ်ရှိတဲ့အရာနဲ့ကျင့်တတ်အောင်နေမယ်အခုလောလောဆယ်အချိန်မှာပဲကိုကိုကိုဘလို့အေးချမ်းအောင် လုပ်လို့ရမလဲအချိန်လေးတွေဆိုတာမှန်တော်လည်းပဲဒီလိုမျိုးပဲကြိုးစားရမယ်အဲ့ဒါကိုအကျင့်လုပ်ယူရမယ်လုပ်ပါများလာတဲ့အခါလေ့ကျင့်မှုများလာတဲ့အခါကျင့်သားရသွားလိမ့်မယ်ကိုလိုချင်တဲ့အချိန်မှာလိုချင်သလိုပြောချင်ရင်လည်းပြောလို့ရတယ်ကျင့်တတ်ချင်ရင်လည်းကျင့်တတ်လို့ရတယ် အေးချမ်းခြင်းရင်လည်းအေးချမ်းလို့ရတယ်အဲ့ဒါပြစ္ဆုတ်ပံမှာအာယုံစိုက်တဲ့ပုဂ္ဂိုလ်မျိုးအတိတ်အကြောင်းတွေအနာဂတ်အကြောင်းတွေရဲ့လွှမ်းမိုးမှုကိုမခံရဘဲနဲ့နေနိုင်အောင်ကြိုးစားတယ်တရားနဲ့နေတာပဲအခုလောလောဆယ်အချိန်လေးမှာကိုကိုကိုပျော်ရွှင်စေမဲ့အရာကို အာယုံအာယုံပြုရမယ်ကိုကိုအေးချမ်းစေမဲ့အရာကိုအာယုံပြုရမယ်အဲ့တော့တရားကိုအလေးအကျဉ်းလုပ်တဲ့ပုဂ္ဂိုလ်များ လိုချင်တဲ့အချိန်မှာလိုချင်တယ်လို့သူတို့အေးချမ်းလို့ရတယ်အဲ့တော့အခုလောလောဆယ်အချိန်မှာမလုပ်လို့ရတယ်စိတ်ညစ်နေမယ်ဆိုရင်လည်းအဲ့ဒီစိတ်ညစ်စရာကိုခဏလောက်မေ့ပြီးတော့ဘုရားအာယုံကိုယူမယ်တရားအာယုံယူမယ်တန်ခါအာယုံယူမယ်သို့မဟုတ်ကိုယ့်ကိုပျော်ရွှင်သွားစေသောကိုယ့်ကိုအေးချမ်းသွားစေသောအာယုံကိုယူမယ်လောလောဆယ်ပြစ်စုံပါမှာကိုယ့်ကိုယ်ကိုယ်ပြစ်စုံပါမှာတည်တည်ချာချာပြန်လေ့လာလိုက်ရင် ဘာလို့ရမယ်ဆိုတာကိုသိတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့အတိတ်ကလွန်မှုမှုကိုခံနေမယ်အနာဂတ်ကလွန်မှုမှုကိုခံနေမယ်ဆိုရင်တော့မလွတ်မြောက်ဘူးစိတ်ကပြစ္ဆုတ်ပံမှာလွတ်မြောက်တဲ့စိတ်မဟုတ်ဘူးအဲ့တော့ဒီပြစ္ဆုတ်ပံမှာသာရှိနေအောင် ထားနိုင်ရင်တော့လွတ်မြောက်တဲ့စိတ်ပဲပြစ္ဆုတ်ပံမှာလွတ်လွတ်ကျွတ်ကျွတ်လေးနေနိုင်ဖို့ဆိုတာအခုဘာရှိလဲအရှိတာပဲဝင်မယ်ရှိတာပဲစားမယ်အခုဘာသူရှိလဲ အဲ့ဒီရှိတဲ့သူနဲ့ပဲကိုကိုအစဉ်ပြေစေတော့ သူနဲ့ပဲပြောအောင်နေမယ်အဲ့တော့အခုကိုဘာလုံနိုင်လဲကိုလုံနိုင်တဲ့အနေအထားနဲ့ကိုကိုကိုရောင်ရဲအောင်နေမယ်ကိုလုံနိုင်တဲ့အရာကိုပဲလုပ်ပြီးတော့ကျင့်နေအောင်နေမယ်ဒါပဲစဉ်းစားရမှာအနာဂတ်ကျရင်ငါဘာလုပ်ချင်လားအနာဂတ်ကျရင်ဘာလေးဖြစ်လာအောင်မှာဖြစ်မလာခဲ့ရင်ဝမ်းနေတာပဲရှိမယ်အဲ့တော့ အနာကတ်မှာဖြစ်လာဖို့ပါပြစ္ဆုတ်ပံမှာအကောင်းဆုံးအလုပ်လုပ်ရတယ်အဲ့တော့ဒီပြစ္ဆုတ်ပံမှာအလုပ်လုပ်နေခြင်းအားဖြင့်ကိုယ့်ကိုယ်ကိုလည်းစိတ်ကျဉ်နှံမှုရစေတယ်ပြီးတော့ကိုယ့်ကိုယ်ကိုလည်းတည်ငြိမ်အောင် ထားလို့ရတယ်အဲ့ဒီပြစ္ဆုတ်ပံမှာအလုပ်များများလုပ်နေတဲ့အတွက်ကြောင့်အလုပ်လုပ်အနာကတ်အတွက်ဝမ်းစာပင်ဖြစ်သွားတာဒါကြောင့်မလို့ပြစ္ဆုတ်ပံမှာပဲနေဖို့ကြိုးစားပါ ပြီးသွားတဲ့အကြောင်းတွေနဲ့မဖြစ်သေးတဲ့အကြောင်းတွေရဲ့နှိမ့်ဆက်မှုကိုမခံပါနဲ့အတော့မြတ်စွာဘုရားရဲ့တရားတွေရှိတယ်ကိုကိုစိတ်ချေနိုးစေသောတရားများ တရားအတန်များဒါတွေကို နားပါအဲ့လိုစာမျိုးတွေကိုဖတ်ပါ ပြီးတော့ကိုကိုကျင့်သက်စေသောနှစ်သက်စေသောစကားတွေပြောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးတွေပညာရှိတွေနဲ့စကားပြောပါတယောက်တည်းနေပြီးတော့ ငင်းနိုင်ပြီးတော့တွေးတောနေတာမျိုးတွေอ่ะပို့ပြီးတော့ကိုယ်ကိုသိုးသွမ်းစေတယ်တယောက်ယောက်ကိုကိုယ်ကိုစိတ်သက်သာစေမယ်တယောက်ယောက်ကိုဖုံးဆက်ပြီးတော့တော့လာကောင်းတွေးပြီးတော့တော့လာကောင်းစကားပြောလိုက်ပါစိတ်သက်သာသွားလိမ့်မယ်အဓိကကတော့ဖရာအာယုံယူမယ်တရားအာယုံယူမယ်တန်ခါအာယုံယူမယ်နောက်ဆုံးတော့လည်းကိုယ့်ရဲ့အားကိုရဆိုတာအဲ့ဒီဖရာတရားတန်ခါပဲရှိတာဒီဖရာတရားတန်ခါကိုနှလုံးသွင်းနိုင်တာ ਨੇ နှလုံးသွင်းလိုက်တဲ့အချိန်မှာအေးချမ်းလာပဲဒါကြောင့်ကဘာသူကဘာသားအပေါင်းပြစ်ဆုံးပန်အချိန်မှာတန်ဖိုးရှိစွာနေနိုင်၍အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။